မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ25ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားပွေရမိုးရီချိန်များမှာပူတောင်မြို့မှာ1.8ခွန်လက်မှမန်အောင်မြို့မှာ1.86လက်မှညောင်ထုံးမြို့မှာ2လက်မှတထုံမြို့မှာ1.93လက်မှခန်းလေးမြို့မှာ1.89လက်မှလာရှိုးမြို့မှာ1.89လက်မှ ကျောက်ဖြူမြို့မှာတက်တက်သမခွန်တောင်းလက်မရေးမြို့မှာတက်တက်သမ69လက်မမချမ်းမောင်းမြို့မှာတက်တက်သမ6တက်လက်မကတာမြို့မှာတက်တက်သမ90လက်မနဲ့ညောင်လေးပင်မြို့မှာတက်တက်သမ90ညလက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လေတနအိကွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိုင်အသင့်အတင်မှာတည်တူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ် ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြတ်ထုတ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတိမ်ကြုံခြင်း၊မိုးကျွတ်ပစ်ခြင်း၊လျက်ဆေးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထင်အတင်မှတိမ်တိုထက်နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြ လေဖေးအားတူမြင်းများပုံစံအရမြမကန်ရန်လျှောက်မှာမောက်တုံလေးအားကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အော်ချင်းနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံလေးအားကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ရန်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်ပန်ရန်ခါမိုးတက်လေပင်များကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေပင်ကြစဉ်ရေပင်ပြင်လေးဟာတနအိုက်ကို35မိုင်အထိတိုက်ခတ်နေပါတယ်။လိုင်းမြင်မှာမြမကန်ရန်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ7ဘီမှ73ဘီခန့်ရှိနေပါတယ်။ မနှက်ဖြန်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲမကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနံပြားမိုးထွက်ချုံရွာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း ရှခိုင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကျနေပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့နေတော်ဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲစီရဲ့60ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆဲစီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတော်ဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးထစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲစီရဲ့60ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆဲစီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်နေတဝိုက်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာ200ကွက်ကြားမိုးတက်ချောင်းရွာပါမယ်အမြင့်ဆုံးပုချိန်မှာ38ဒီဂရီဆယ်စီယက69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ29ဒီဂရီဆယ်စီယက81ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပိုလာနိုင်ပါတယ်ရေကြီးခြင်းသတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်07:30နာရီအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြေဟာဟ ோம் လင်းမြို့မှာရင်းမြို့ရဲ့စွန့်ရီမတ်အောင်ပေဝက်ခန့်မှာရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်တရက်အတွင်းရင်းမြို့ရဲ့စွန့်ရီမတ်ထပ်သို့ကျော်လွန်ရောက်ရှိနေပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွာချက်အရချင်းတွင်းမြေဟာဖောင်းပြင်းမြို့မှာရင်းမြို့ရဲ့စွန့်ရီမတ်အောင်နှစ်ပေခန့်မှာရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်36နာရီအတွင်းရင်းမြို့ရဲ့စွန့်ရီမတ်သို့ရောက်ရှိနေပါတယ်။တို့ဖြစ်ပါ၍ဟ ோம் လင်းမြို့နယ်နဲ့ဖောင်းပြင်းမြို့နယ်များတွင်ရှိမြေကမ်းဤနှင့်မြေနေပိုင်းနေထိုင်သူများနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နဲ့မြင့်ရည်မြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နက်နိုင်ချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလပေတာတတိများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။